မင်္ဂလာပါရှင်။မတော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာဧပြီလ25ရက်နေ့ကတရနနေ့အဖွဲ့ထင်းချုပ်တိုင်းနောင်ကျုံမြို့နာကနောင်လင်းရွာကိုထပ်မံထင်းကျုံနိုင်ခဲ့လို့သိရပါတယ်။ဒေသပိုင်းထဲမှာတော့နာဆာကတက်တွေလက်တွဲညီစွာပေါင်းဆက်ပြီးနောင်ကျုံနဲ့တောင်ခံကြတဲ့ကတရနနေ့အဖွဲ့ထင်းချုပ်တိုင်းစကန်တွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနေတဲ့အခြေအနေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီ season လေးမစတင်ခင်မှာတော့ Motor Media Channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်တည်ကြီးငလင်တန်ခန်းဆောင်ရသူတွေကိုရှာဖွေကယ်ဆယ်နိုင်ဖို့ရှိရဲခြင်းနဲ့နာဇာကဟာယာယီအပြစ်ကရက်စဲထားမှုကိုအခွင့်အကောင်းယူနိုင်ဖို့ရှိရဲခြင်းနဲ့တောင်းလနဲ့ကန်အဖွဲ့တီအန်အန်နီအဖွဲ့ကနာဇာကတဆက်ခန်းကိုအေဗီလာ25ရက်နေ့နေ့လယ်ပိုင်းကလာရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး NASA ကတပ်တွေရဲ့တောင်းပြန်တိုက်ခိုက်မှုတွေကြောင့် TNN နဲ့အဖွဲ့ထိန်းချုပ်ထားတဲ့နောင်လင်းရွာကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။ NASA ကနောင်လင်းရွာကိုဧပြီလ25ရက်နေ့ကထိန်းချုပ်နိုင်ခဲ့တဲ့အတွက်နောင်ကျော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်မယ့်အလားအလာကောင်းတွေရှိတယ်လို့သိရပါဗျ။တေတုံညာနှစ်ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း TNN နဲ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ကျော်မြို့ကိုထိန်းချုပ်နိုင်အောင် အင်အားသုံးတိုက်ခိုက်ခဲ့ရာ2024ခုနှစ်စွန်လမှာနောင်ကျုံမြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ TNN ၏ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရာနောင်ကျုံမြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်နောင်ကျုံမြို့ကနေ -20 အကွာဝေးမှာရှိနေတယ်လို့ NASA ကရဲ့အမြောက်စခန်းတွေရှိနေရဲ့တောင်ခန်းကိုထိန်းချုပ်နိုင်အောင်လူအင်အားသုံးပြီးလအတန်းကြောင့် Wine Bat Base ကိုတိုက်ခိုက်ခဲ့ပေမဲ့ NASA ကရဲ့အမြောက်တပ်တွေလေတက်မြေပြင်တပ်တွေဒုံးတပ်ဖွဲ့တွေခံကျက်ညီစွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် TNN ဦးဆောင်ရေးပူးပေါင်းအဖွဲ့ရဲ့ထိုးစစ်ကိုရိုက်ချိုးနိုင်ခဲ့ပြီးတော့2025ခုနှစ်မလဇန်ပိုင်းမှာတောက်ကန်ဝန်းကျင်ကို TNN ၏ကင်းစင်နဲ့ပတ်ဝန်းကျင်ဖြစ်အောင်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ TNN ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့ရဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လကစတင်ပြီးတော့နောင်ကျော်မြို့တောင်ဘက်မိုင်20ကန့်အကွာရှိတောင်ခန်းရွာအခြေဆိုင် NASA ကရဲ့အမှတ်902အမြောက်စစ်စင်ရေကိုကဲမှုဌာနချုပ်အပါဝင် အမှတ်350လေး206လေး106 စားရဲအမြောက်တက်တွေကိုတရနန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကအင်အားသုံးတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။တောင်ခဲရွာမဟာပြူဟာအရအရေးပိုင်နေရာဖြစ်တဲ့အတွက်နာဆကတက်တွေဟာတောင်ခဲကိုလက်မလွှဲရှာစီဖို့ရှိရဲကြတယ်။အကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ရာတရနန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစစ်ဦးကြိုးခဲ့ရှာပြီး၎င်းတို့ထိန်းချုပ်ထားတဲ့စကန်တွေကိုတခုပြီးတခုလက်လွှဲခဲ့ရကပြီးခဲ့တဲ့မလဆန်ပိုင်းမှာ တောက်ခန်းဝင်ကျင်က TNL ကင်းစင်တဲ့နေရာဖြစ်လာခဲ့ပါတယ်။ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတောက်ခန်းကိုအင်အားသုံးတိုက်ခိုက်ရှာမှမျောလင်းသလောက်ရှာလက်မကောင်းခဲ့ပြီးနောက်ပိုင်းတွေကနောင်လင်းကြီးပါဟာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနောက်ဆုံးလက်လွတ်လိုက်ရတဲ့တက်စကန်လေးဖြစ်ပါတယ်။နားဆက်ကတက်တွေဟာမလဆန်းပိုင်းမှာတော့တောက်ခန်းဝင်ကျင်ကိုပြန်လည်ထင်းကျုံနိုင်ခဲ့ပြီးနောက်မလ၁၉ရက်နေ့မှာနောင်ချုံမြို့ကိုပြန်လည်ထင်းကျုံနိုင်အောင်တံပြန်တိုက်စစ်ဆင်ခဲ့ပြီး တရနနေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ကြရ။လက်ရှိချိန်မှာနာဆကတပ်တွေရဲ့အောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှာရှင်နေပြီးတော့နောင်ကျော်မြို့ကိုပြန်လည်သိမ်းယူနိုင်မဲ့အလားလာကောင်းတွေရှိနေတယ်လို့သိရပါဗျ။စီရေးစိတ်ဝင်စားသူတို့ကတမ်ရော်သားတွေရဲ့အောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။တောက်ကမ်းမှာရှိနေတဲ့တမ်ရော်သားတွေဟာတရနနေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့လအတန်ကြာဝိုင်းပက်ပိတ်ဆို့ခံရတယ်။ ဒါပေမဲ့တမ်းမတော်သားတွေဟာအခက်အခဲမျိုးစုံရှိနေကြတာကနေ TNN ၏ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ပိတ်ဆို့မှုတွေကိုဖောက်ထွက်ပြီးတောင်ခန်းဒေသကို TNN ၏ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေမရှိအောင်လှုပ်ဆောင်နိုင်ခဲ့တယ်။လက်ရှိချိန်မှာလည်းနောင်ကြိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်အောင်ကြိုးပမ်းရပါ TNN ၏ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုထပ်မံသိမ်းယူနိုင်ခဲ့တယ်။ဒါကြောင့်တမ်းမတော်သားတွေရဲ့အနိုင်မခံအရှုံးမပေးတဲ့အောင်စိတ်က အမြင့်ဆုံးပုံစံမျိုးမှာရှိနေရလို့ပြောပါတယ်။ NASA ကတောင်ခမ်းတံပြန်တိုက်စစ်အပြီးမှာတောင်ခမ်းမှာတင်ရှက်မနေနဲ့နောင်ကြိုမျိုးအထိဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမလ၁၈ရက်နေ့နောက်ပိုင်းမှာရာပြင်လမ်းကွဲဇေကုံရွာကိုတင်ယူနိုင်ခဲ့တယ်လို့မလ၂၅ရက်နေ့ကလည်းရွှေအေယာတိမ်ပင်လေကိုတင်ယူနိုင်ခဲ့ပါတယ်။ဒါပြင် NASA ကရဲ့မြေပြင်တပ်ဖွဲ့တွေလေတပ်နဲ့ဒရုန်းတပ်ဖွဲ့တွေဟာဟန်ကျဲညီစွာနဲ့နောင်ချုံကိုပြန်လည်ရယူနိုင်အောင်ကြိုးပမ်းလျက်ရှိနေရ အေဗီရာတရရနေမှာညနေပိုင်းကတရရနယ်ဥဆောင်နေပူပေါင်းအဖွဲ့တွေထင်းချုပ်ထားတဲ့နောက်ချိုကုန်းရွာပြင်ဒေါက်ထဝရိလိုအမိရတဲ့ဒေါက်ထရီတိမ်ပင်လေးကိုနောက်ထပ်သိမ်းယူနိုင်ခဲ့ပါတယ်။နာဆာကတက်တွေဟာနောက်ချိုကုန်းရွာကိုပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက်2024ခုနှစ်အောက်တိုဘာလပိုင်းနဲ့ကတရရနယ်အဖွဲ့တွေပြန်ပြီးဆွဲခံထားရသလိုဖြစ်ခဲ့တယ်။ရွာသား130ရှိုးကိုကယ်ထုတ်နိုင်ခဲ့ပြီးတော့ကျမ်းမာရေးဆောင်ရှားမှုတွေကိုပါဇက်တိုက်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ တီအန်အန်ဒီအဖွဲ့တွေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်ဩဂုတ်လအတွင်းမှာနောင်ကျိုကုန်းရွာကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်နောင်ကျိုကုန်းကျေးရွာကရွာသူရွာသားစုစုပေါင်း118ခုကိုဘလို့မှပြေးမသွားပဲအတင်းအကျပ်ရွာထဲမှာပဲနေစေခဲ့ကရွာတွင်မှာခံစစ်စကန်ဆောက်ပြီး၎င်းတို့နဲ့အတူထားရှိခဲ့လို့သိရပါတယ်လူပေါင်းထောင်စီတည်ဆုံးစီခဲ့အင်အားပြင်းငက်လျင်ကြောင့်အေဗီလာနှစ်ရက်နေ့မှာနာဆာကအစိုးရကယာယီအပြစ်ခက်ရစရေးကြေညာထားမှုကို အခွင့်အာရယူနိုင်ဖို့ရှိရတဲ့ကြတဲ့တရားနာနေဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာနာဆကထိန်းချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနာဆကတပ်တွေဟာ၎င်းတို့ရရှိထားတဲ့နောင်ကျိုဂုံးကိုရင်ဆိုင်ထားတဲ့တရားနာနေအခွဲရဲ့ရင်ဆိုင်ဂုံးတွေကိုဧပြီလ9ရက်နေ့ကထပ်မံလက်တုံပြန်သိမ်းယူနိုင်ခဲ့ပါတယ်။နာဆကတပ်ဖွဲ့ဝင်တွေရဲ့အနိုင်မခံအရှုံးမပေးလိုတဲ့အောင်စိဟာအမြင့်ဆုံးမှာရှိနေတဲ့အတွက်ဧပြီလ23ရက်နေ့မှာတောက်ခန်းဒေတာဝန်ကျင်မှာအခိုင်အမာရွာကြီးတွေဖြစ်တဲ့ မဲပေါရွာကိုအေဗီလာ73ရက်နေ့ကထမ်းမဲတည်ယူနိုင်ခဲ့ပါတယ်။ TNN ရဲ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရာတောင်မဲဘက်ကနေဆင်းလာပြီးတော့ဒေါက်တာတွေကိုကိုပြီးနောင်လင်းနဲ့မဲပုတ်ပတ်မှာအခိုင်မာလုပ်ပြီးအမတ်တ350လင်းနဲ့မကြီးရေကိုဖိအားပေးပြီး76ထပ်ခွေကိုရယူဖို့လုပ်ခဲ့ပေမဲ့နာဆက်ကတက်တွေလက်တွဲညီစွာပူပေါင်းတုံ့ပြန်နိုင်ခဲ့မှုကြောင့်ဒကြန်ကာလာဖြစ်တဲ့အေဗီလာ73ရက်နေ့မှာမဲပေါရွာကိုထမ်းမဲတည်ယူနိုင်ခဲ့ပါတယ်။နာဆက်ကတက်တွေကအေဗီလာ73ရက်နေ့မှာ မဲပေါင်းရွာကိုတင်ယူနိုင်ခဲ့ပြီးနောက်စနေရက်အကြောင်းမှာပဲနောင်လင်းရွာကိုထပ်မံတင်ယူနိုင်ခဲ့ပါတယ်။တောင်ကန်းဒေသဖြစ်စဉ်တွေမှာနောင်လင်းရွာမဲပေါင်းရွာတွေဟာနာဇကတက်တွေကိုပြဿနာပေးခဲ့တဲ့အခိုင်အမာရွာကြီးတွေဖြစ်ခဲ့ပေမယ့်လက်ရှိချိန်မှာနာဇကတက်တွေဟာနောင်ကျုံမြို့လေကောင်နဲ့တဖြည်းဖြည်းနဲ့နှီးကက်လာခဲ့လို့သိရပါတယ်။နာဇကဟာတောင်လင်းနဲ့ကအဖွဲ့ TNNA ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ကျုံမြို့ကိုပြန်ရဖို့စစ်ကြောင်း၃ကြောင်းနဲ့တံပြန်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သတင်းတွေထပ်ပေါ်နေပြီးနောင်ကျော်မြို့ကိုပတ်ဝိုင်းထားသလိုဖြစ်နေတယ်လို့သိရပါတယ်။ NASA ကနောင်ကျော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်စင်ရမှာ အုံမတီဘက်ကစစ်ကြောင်းတစ်ကြောင်းနဲ့ထိုးစစ်ဆင်ခဲ့တယ်လို့တောင်ကဲအမြောက်တပ်ကနေတက်လာတဲ့စစ်ကြောင်းနဲ့ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တခြားနောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလည်း TNL နဲ့ပူးပေါင်းတပ်တွေကိုကြပြိုင်နဲ့တံပြန်ထိုးစစ်ဆင်နေရမျိုးဖြစ်တယ်လို့သိရပါတယ်။စီးစေးဝင်စားသူတအုပ်ကတော့ NASA ကဟာနောင်ကြိုမျိုးကိုဝိုင်းထားသလိုဖြစ်နေတဲ့အတွက် PDF လက်နက်ကအဖွဲ့တွေဟာစက္ကန့်ကနေထွက်ပြေးတာတွေများလာခဲ့တယ်။ NASA ကပလောင်တဲ့ဗတ်တက်တွေကိုနောင်ကြိုမျိုးတွေကိုမောင်းသွင်းထားတယ်။ဂုံတိတ်ခါရှိစွာစုံမလားခွဲပြေးဝက်ပြေးပြေးကျင်သလားမင်းတို့ကိုပေးထားတဲ့အချိန်ပြည့်တော်မယ်လို့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။အေဗီရာအတွင်မှာ DNN လက်နက်ကအဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားတဲ့ကိုကန့်လက်နက်ကအဖွဲ့ MNDA ဟာ NASA ကနေသဘောတူညီချက်ရယူပြီးတော့ လာရှိုမျိုးကပြန်လည်ဆုတ်ခွာခဲ့ရာတောင်းလနဲ့ကန်အဖွဲ TNN အပေါ်တည်ရောက်မှုတွေဖြစ်လာခဲ့ပါတယ်။တောင်းလနဲ့ကန်အဖွဲ TNN ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာတောက်ကန်းတိုက်ပွဲကစတင်ပြီးလက်ရှိချိန်ထိအထိကိုက်ကြဆုံများစွာနဲ့တောင်းခန်းနောက်ကျိုးဝန်းကျင်နာကရွာတွေစက်ခန်းတွေကိုတခုပြီးတခုလက်လွတ်ပေးနေကြတဲ့အတွက်စိတ်တက်ပိုင်းပုံမူကြဆင်းလာပွဲရှိနေပါတယ်။ဘလို့ပင်ဆိုနေစေကမူနာဆာကတက်တွေကတော့တောက်ကန်းတိုက်ပွဲကနေစတင်ပြီး လက်ရှိအချိန်မှာလဲလက်တွဲညီစွာပေါင်းစပ်မှုတွေနဲ့နောက်ကျော်မြို့နာက TNN ထိန်းချုပ်ထားတဲ့စကမ်းတွေကိုတခုပြီးတခုတည်ယူနိုင်တာအောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှာရှိနေရတဲ့အတွက်နောင်ချုံမျိုးကိုပြန်လည်တည်ယူနိုင်မယ့်အလားအလာကောင်းတဲ့ပုံမှုရှိလာပဲရှိနေပါရဲ့ရှင်